အင်ရှင်တိုင်းဖိုက်တာနဲ့ပွဲစဉ်မှာအကောင်းဆုံးပေါက်ကွဲပြရတော့မယ့်မြန်မာဖိုက်တာအဲမွေအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ top 5 MMA ကနေအားကစားသတင်းတွေ တင်ဆက်ပေးနေပါဗျာ ဝိုင်းချမ်ပီယံရှစ်မှာမြန်မာဖိုက်တာစူပါရေချန်ပွဲအရပြီးမှာပဲအဲမွေကလည်းပွဲတစ်တပွဲဝိုင်းချမ်ပီယံရှစ်မှာထက်ရလာခဲ့ပါပြီ။လာမယ့်မေလ23ရက်နေ့မှာကျင်းပမယ့် 1Friday Fight 109ပြိုင်ပွဲကြီးမှာအဲမွေရင်ဆိုင်သွားရမယ့်ဖိုက်တာက Thai Fighter Woody Crime ဖြစ်ပြီးလက်ရည်အသင့်တင့်ကောင်းတဲ့ Fighter 2လည်းဖြစ်ပါတယ်။ Asian Thai Fighter ကအသက်23နှစ်သာရှိသေးပြီး One Championship မှာတပွဲထိုးတပွဲနိုင်ထားတဲ့ Fighter တယောက်လေးဖြစ်ပါတယ်။ အမီကတော့ဝမ်းချက်မြန်ရှစ်မှာ၄ပွဲထိုးထားကနှစ်ပွဲကိုအနိုင်ရရှိထားပြီးနှစ်ပွဲကိုရှုံးနိမ့်ထားခဲ့တာပါအခုရင်ဆိုင်သွားရမယ့် fighter ကအရန်ကြီးမာကုံမြင့်တဲ့ပုံစံမျိုးတော့မဟုတ်ပေမဲ့လက်ရည်ကတော့အတော်တင်ရှိတဲ့ fighter လို့ဆိုရမှာပါ Thai fighter ဖြစ်တာကြောင့်အခြေခံချက်တွေကောင်းပြီးလက်သီးတွေကလည်းတွက်နေမှာသိကြပါဗျ။နောက်ပြီးဝမ်းချက်မြန်ရှစ်မှာအခုမှစာထိုးတာဖြစ်တဲ့အတွက်ပွဲဥရက်နိုင်လို့အပြီးမှာနိုင်ပွဲဆက်ဖို့ကိုပဲသူကပြင်ဆင်လာမှာပါ တိုင်းဖိုက်တာကငယ်သေးတာကြောင့်ဖြစ်ချင်းစိမ့်နဲ့လှုပ်ပြခြင်းနဲ့စိတ်သာရှိပြီးအတွေ့အကြုံကတော့အဲမွေထက်နုနယ်ပါတယ်မြန်မာဖိုက်တာအဲမွေကလည်းပိတဲ့ကြိုက်ထိုးပြနိုင်တဲ့ဖိုက်တာတူဖြစ်ပြီးမာဂိုမြင့်နဲ့ဖိုက်တာလည်းဖြစ်ပါတယ်။ဒါပေမဲ့မူကာစီတိုနဲ့ပွဲကတော့နိုင်သွားပေမဲ့ထိုးခံရတာပိုများခဲ့တဲ့အတွက်အားရစရာတော့တိတ်မရှိခဲ့ပါဘူး။ဒါကြောင့်အထိုးခံရတာပိုများတယ်ဆိုတဲ့အတိုင်းအဲမွေနေနဲ့နေစနစ်ပိုင်းမှာတော့တော်လေးအားနည်းနေသေးတယ်လို့ပဲဆိုရမှာပါ။ ဒါကြောင့်မဲအင်ရှင်တိုင်းဖိုက်တာအနေနဲ့ငယ်ရွယ်တဲ့ဖိုက်တာ PP အစိပ်ပြင်းစွာနဲ့နေစနစ်ပိုင်းကိုတေချာပြင်ဆင်လာရင်တော့အဲမွေအတွက်ကအနေငယ်ခက်ခဲသွားနိုင်ပါလေ။ TIE Fighter ရဲ့ခန္ဓာကိုယ်အနေထားအရမာကုံနှိမ့်လောက်တဲလို့ထင်ရတဲ့အတွက်အဲမွေအနေနဲ့မူကာစီတိုနဲ့ပွဲကလို့ဂျက်ကောင်းကိုထိုးပြနိုင်ရင်တော့ဒီပွဲမှာ TIE Fighter ကိုအနိုင်ရသွားနိုင်ပါလေ။ဒါပေမဲ့ထင်သလောက်တော့လွယ်ကူမှာမဟုတ်ပါဘူး။ဝမ်ချမ်ပီယံရှစ်ကလည်းအဲမွေလိုဖိုက်တာမျိုးကိုတော်ရုံဖိုက်တာမျိုးနဲ့ပွဲတည်ပေးမှာမဟုတ်ပါဘူး။ အကောင်သေးသေးအစိမ်ပြင်းပြင်းလူငယ်ဖိုက်တာမျိုးနဲ့ပဲပွဲတည်ပေးလာခဲ့တာပါဒါကြောင့်လေးကျင့်ပြင်ဆင်မှုကောင်းကောင်းနဲ့နီးစနစ်ပိုင်းကိုတေချာလေးအနာခံပြီးလေးကျင့်ပြင်ဆင်လာရင်တော့ကျိုးဝိုင်းနဲ့ရောက်တဲ့အခါအထောင်းတက်တာမှာပါ။ဒါကအကောင်းဆုံးနီးလမ်းမှာပဲ။နောက်ပြီးလာမယ့်23ရက်နေ့လိုမနီကွင်းကြီးထဲမှာဒုကောင်ပွဲထိုးရမှာဖြစ်တဲ့အတွက်အဲမွေနေနဲ့အားရကျင်းတဲ့ဆရာကောင်းနဲ့လက်ဆွမ်းမျိုးကိုပြတ်တတ်တဲ့မှာလေ။အဲ့လိုလှုပ်ပြနိုင်မှုဆိုရင်အစောကြီးကတည်းကကြိုတင်ပြင်ဆင်မှုတွေနဲ့လေးကျင့်ထားတဲ့မှာလေ။ ဒုက္ကံပွဲထိုးရတဲ့အနေထားကလည်းနည်းနည်းနော်နော်အနေထားမျိုးမဟုတ်တာကြောင့်မိုးရွာတုံးရေခန့်အချိန်ရှိတုံးလေးလေ့ကျင့်ထားတင်ပါတယ်ခုနကပြောခဲ့သလိုမာကုန်မြမိသားဖြစ်တဲ့အတွက်နီးစနစ်ပိုင်းကိုပါထက်ဆောင်းပြီးလေ့ကျင့်လိုက်ရင်စာချုပ်ရဖို့ထိပါထိုက်တန်နဲ့ Fighter 2ဖြစ်အများကလက်ခံလာကြမှာပါအခုတောင်ထိုးသက်ပုံတွေကတော်တော်လေးကိုအားရစရာကောင်းပါတယ် တဲမွဲတွင်းမှာနော်ဒောင်းနေကြပြီးနေနေတဲ့အနေထားမျိုးကနေပါဝါပြင်းနဲ့တစ်ချက်ကောင်းနဲ့လဲထိုးပြနိုင်ခဲ့တဲ့အတွက်ပန်းနဲ့မှုရှိတယ်လို့ပဲပြောရမှာပါမြန်မာဖိုက်တာအများစုကတော့မာကုံမြင့်နာကိုမြန်မာပိသက်တွေကလက်ခံပြီးတာပါ။အဲမွေအနေနဲ့ဂျပန်ဖိုက်တာမူကာစီတိုနဲ့ပွဲစဉ်မှာကျိုးဝိုင်းတွင်းမှာနှစ်ကြိမ်တိုင်တိုင်လဲကျခဲ့ပေမဲ့ပြန်ထတဲ့အချိန်တစ်ချက်တောင်ရိုင်းမနေခဲ့ပါဘူး။ ဒါမာဂုံမြင့်ရဲ့လက္ခဏာလို့ဆိုရမှာပါ။နောက်ပြီးအနာခံပြီးဝင်လုံးရဲတဲ့အတွက်လည်းပြိုင်ဘက်ကိုအခက်တွေ့စေပါတယ်။ဒါကအားရစရာကောင်းတဲ့အချက်တွေလို့ပဲဆိုရမှာပါ။ဒါပေမဲ့ခုခံကာကွယ်တဲ့ defense ဘိုင်းမှာတော့အားတော်လေးနည်းနေသေးတဲ့အတွက်မာကွန်မြင့်နဲ့အာသာချက်ကလည်းနိုင်ပွဲတွေဆက်စီအောင်မှာမဟုတ်ပါဘူး။သူများကဖိမထိုးခင် ကိုကအားနေချက်ကိုရှာပြီးဖိထိုးနိုင်မှုအရေးကြီးပါတယ်။ဒါကနီးစနစ်ပါပဲ။ နောက်ပြီးထုံးစံတိုင်းတိုင်းဖိုက်တာဖြစ်နေတဲ့အတွက်ဒီပွဲမှာအဲမွေတယောက်လဲမထိုးနိုင်ဘူးဆိုရင် ရှုံးမှုရာခိုင်နှုန်းများပါတယ်ဒါကြောင့်တိုင်းဖိုက်တာကိုအနိုင်ရကျင်နေဆိုရင်အလဲထူဘူကအဲမွေအတွက်မဖြစ်မနေပြုလို့ရမယ့်တာဝန်တစ်ခုလို့ဖြစ်သွားခဲ့ပါပြီ။ဝမ်ချက်မြေရှိရဲ့ရှေးပွဲစဉ်တွေမှာရှုံးနေထားတဲ့မြန်မာဖိုက်တာအဲမွေနေနဲ့ဒီပွဲမှာတော့တခုခုလုံပြလိမ့်မယ်လို့တော့မျှော်လင့်မိပါတယ်။ပိသက်တို့ရဲ့အမြင်ကိုလည်းသုံးသပ်ပေးသွားကြပါအောင်ခမညာကြီးစုနားဆင်ခဲ့တဲ့အတွက်အားလုံးပဲကျမ်းမာချမ်းသာကြပါစေခမညာ။